အားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မှာဆိုရင်တော့မောင်ညိုမိုင်းတန်လျင်ရေးသားတဲ့အချစ်ကျမ်းတော် လွမ်းရသည်ဆိုတဲ့ဇလန်းလေးကို တင်ဆက်မျှဝေပေးသွားမှာ ဖြစ်ပါတယ်ခန်းစားနားဆင်ပေးကြပါအောင်ခင်ဗျာတက်မတော်ကအာနာသိမ့်ပြီးမကြပါဘူး17ရက်17လ1967ညာ17နှစ်အချိန်မှာဇရာတပည့်နှစ်ဦးစလုံးအဖန့်ခန်းရတယ်တန်လျင်အချုပ်ကနေမကြဘူး အင်းစိန်ထောင်ကိုရောက်သွားကြတယ်။အင်းစိန်အကျဉ်ထောင်မှာလုံခြုံအောင်တိုက်ပိတ်ထဲထားတယ်ခမ ्या ။ကျွန်တော်ဆိုရင်အင်းစိန်အကျဉ်ထောင်တိုက်တန်းလျှမှာ6တိုက်၊၄တူ၊၄ခြေတိုက်၊၃တိုက်စသည်တို့မှာမကြာခဏပြောင်းလဲနေခဲ့ရပြီးနောက်မလှုပ်တာမလူတာတိုက်ဝဲကျွေးလဲကုံရော်ခုနှစ်ဆောင်ဆိုတဲ့အဆောင်ကျဲကျဲကြီးကိုရောက်သွားရလေရဲ့ခုနှစ်ဆောင်ဆိုတာတစ်ချိန်လုံးကအမျိုးသမီးအချုပ်သမားထားတဲ့နှစ်ထပ်အဆောင်ပေါ့ခုနှစ်ဆောင်ကိုရောက်မှလေကောင်းလေတန့်ကို အာရပါရချူချိုက်ခွင့်ရတယ်ခြေပါသေးပေါအိမ်သာကိစ္စအစင်ပြေးသွားတယ်လမ်းချောက်ခွင့်လည်းရပြီမိတ်သက်ဆွေးသက်များလည်းတိုးပွားလာခဲ့တယ်ခမအဲ့ဒီမှာကျွန်တော်လူရွယ်ချုံသားတယောက်ကိုဂယုပြုမိလိုက်တယ်အရွယ်က25နှစ်ကျော်30နှစ်ဝန်းကျင်ခန့်အသားဖြူဖြူတန့်တန့်သို့တော်သူ့ဘုဒ္ဓရံကတခါတရံအဝေးကိုငေးမောနေပြီးတခါတရံမှာခေါင်းကြီးအောင့်ငုံလို့တချုံချုံငိုနေတာကိုတွေးကြရတယ် ဓာတ်နဲ့အခန်းလူကြီးဝင်းရင်တို့မောင်ဖေကိုမေးရတယ်ကိုဖေးဘာတော့စားရစရာဟိုးကောင်းဟာမကြခဏတချုပ်ချုပ်ငိုခြင်းငိုနေတယ်ပုံစံထမင်းလဲစားခြင်းမှစားတယ်ဟိုးငေးဒီငေးနဲ့ညပဲလဲအဲ့ချင်မှအဲ့တယ်အဲ့ဒီလူနမ်းမြီဘယ်လိုခေါ်တော့ုံပြမောင်စွဲမြင်တဲ့စားရစရာသူကဘာမှုနဲ့ဝင်လာရတာတော့ုံပြလူတတ်မှုစားရစရာဗျာဒီတချုပ်ချုပ်ငိုနေတဲ့ငနေက လူတတ်မှုကျူးလွန်လာတယ်ဟုတ်ရလား ဟုတ်တယ်ဘယ်နှစ်ယောက်တတ်ခဲ့တာတုံးကိုဖေးသူတတ်ခဲ့တာတယောက်ပေါ်ဆရာဒါပေမဲ့ဒါပေမဲ့ဘာဖြစ်တုံးဗျကိုဖေးရဲ့ဆက်ပြော့လေတယောက်ကိုသူတတ်ခဲ့ပေမဲ့သုံးယောက်သေးသွားရတဲ့ဆိုင်းဆရာကြီးဗျာဘယ်လိုဘယ်လိုကိုဖေးတယောက်တတ်တာသုံးယောက်သေးသွားတယ်ဟုတ်လားထူးဆန်းလာကြည်လားဗျာဘယ်လိုတတ်လို့သုံးယောက်သေးရတာတုံးသုံးယောက်ထပ်ပြီးဓာတ်နဲ့ခုတ်တတ်လို့လားတနတ်နဲ့ပြက်တတ်လို့လား စာရေးစရာစိတ်ဝင်စားလို့လားဟုတ်တယ်စိတ်ဝင်စားစရာအံ့ဩစရာဖြစ်နေလို့ပါခဏလေးစရာသူ့ကလူပြောပြီးအခန်းလူကြီးမောင်ဖေးကငေးငိုင်ငိုင်ဖြစ်နေတဲ့လူရွယ်ကိုကျွန်တော်ထံခေါ်လာတယ်လူရွယ်ကကျွန်တော်ချိန်မှာညှိုးနွမ်းနွမ်းမျက်နှာနဲ့ရက်နေတယ်ဇွဲမြင့်ဗျာအကိုခေါ်တာစာရေးစရာပဲနမ်းမီကမောင်ညိုမိုင်းတန်လျင်းတဲ့ဟုတ်ကဲ့စာရေးစရာကမင်းကိုစိတ်ဝင်စားနေတယ်ငါကမင်းအကြောင်းပြောပြခြင်းပေးမယ် ဖြစ်နိုင်ရင်မင်းအကြောင်းကိုမင်းကိုယ်တိုင် စာရေးစရာကိုပြန်ပြောပြရင်မင်းလည်းရင်ထဲမှာနည်းနည်းပေါ်သွားမယ်ကျွန်တော်မပြောပြရစေနဲ့လားကိုဖေးပြောပြလိုက်ပါငါလူရမင်းဇာလန့်ကို သူကစာရေးဝတ်ထုရေးမှာအဲ့ဒါကိုလူတွေဖတ်မိကြပြီးအတိတ်တရားရကြမှာလေကွာမဟုတ်ဘူးလားမင်းရင်တက်ကခန်းစားကြလေအမြတီးသွားတာပေါ့ဟူးမောင်စွဲမြင့်ကတပြည့်အမောကိုမှုတ်ထုတ်လိုက်ပြီးကျွန်တော်အရှိမထိုင်ချလိုက်တယ်ဆရာ ဘာသိကြမှာတည်းခမညာငါညီနာမဲမောင်စွဲမြင်တော့ဟုတ်ပါတယ်နေတော့ဖမနေတော့ကွမိထီလာမြို့မှာပါမောင်စွဲမြင်ရဲ့လူသက်မှုအကြောင်းကိုနီးတန်းမြားလေးသိုံနဲ့စိတ်ဝင်စားလို့ပါဘာကြောင့်တယောက်တက်ပြီးသုံးယောက်သေးရတယ်ဆိုတာကို အကိုသိပြရစီလားငါညီပြန်မပြောချင်တဲ့ဇလန်းပါဆရာဘာလို့ပြန်မပြောချင်ရသလဲဆိုတော့ရင်းနဲ့အံ့ဩရလွန့်လို့ပါဟုတ်မှာဟုတ်ရလားလို့လဲပြန်မေးနေမိတာ နေ့တိုင်းညတိုင်းမှာပဲဆရာဆရာကစာရေးဆရာဆိုတော့ပြောပြရမှာပေါ့နှောင်းလူတွေအဲ့ဒီအကြောင်းဖတ်ပြီးအတိတရားရရင်ကောင်းတာပေါ့ဒီလိုပါဆရာကျွန်တော်တို့နေတာကမိထီလာမြို့မှာပါကျွန်တော်တို့မိသားစုမှာကျွန်တော်ရဲ့ကျွန်တော်ဇနီးမတ်ကျွေငိမ့်ရဲ့တားလေးမောင်လှချက်ဖို့ရဲ့ပြီးတော့ကျွန်တော်ရောက်ခမာအထိဇနီးတရဲ့အဖေဥကောင်းခင်ရဲ့တို့မိသားစုလေးယောက်အတူရှိနေခဲ့ကြတယ်ဆရာကျွန်တော်ကအလौယုံတစ်ခုမှဝင်းတန်းအလौသမတယောက်ပါ ဒါစားလဲကောင်းပါတယ်ဘေးပေါက်ကလေးကလည်းနင်းနေပါပါဝင်းတော့မိသားစုလေးယောက်မကြောက်မကြဘူးပေါ့ကျွန်တော်ရောက်ခမကြီးဥကောင်းခင်ကလည်းပင်စင်စားလေသူကကျမ်းမာကြီးကောင်းတုံးပဲညနေရောက်ရင်နင်းနေပါပါတောက်တတ်တယ်စားကောင်းရုံများလေးပါဆရာနှစ်ဘက်သုံးဘက်မြပါ ကျွန်တော်ကလေးမောင်းနှားချက်ဖို့ကမတ်တရက်စာအရွယ်ကလေးကိုသားမို့လို့ကိုပြောတာမှောက်ဖို့ဆရာကြီးခလေးကဝဝတုတ်တုတ်ဖြူဖြူဖွေးဖွေးချက်ဆရာလေးပြ မေတူလေးမူမြခုံးကောင်းနှာတန်းပေါ်နှုတ်ခမ်းပါပါဖောင်းပေါင်းလေးရဲ့သူ့အမြမြှူလိုက်လို့ကတော့တခက်ခက်နဲ့ရင်မောတဲ့အတန်ကလေးကကျွန်တော်တို့မိသားစုရင်ထဲမှာဆဲလဲတံပါဆရာကျွန်တော်အဖိုးကတော့အလုတ်ကမုံမုံနဲ့ပြန်လာလို့သားလေးမောင်းလှချက်ဖို့ရဲ့မျက်နှာဘောကအပြုံးလေးကိုမြင်လိုက်ရရင်ဟူးအားနဲ့ပြောတန်လေးများကြားလိုက်ရရင်အမောကိုချက်ချင်းပြေးသွားတာပဲဒါကြောင့်လဲခြေစာစုံများကရေးခဲ့ပြောခဲ့တကူဆရာရဲ့ သားတို့ရုပ်ရည်သီရာမြည်သားရေကြီးချမ်းမြာတပေါက်ကလေးကြာယုံမြနဲ့မိဘတို့ဝမ်းငိမ့်စတန်းတဲ့သားသမီးတို့ရဲ့မျက်နှာအသွင်ပြင်ဟာသီရာရေကြီးလို့အေးမြတယ်အဲ့ဒီအပြုံးလေးတပေါက်တောက်ရယုံနဲ့ကျွန်တော်တို့အမောအပန်းတွေတောကတွေငိမ့်သွားရတာပဲအဲ့ဒါအမှန်ပါပဲဆရာသူအဖို့ကျွန်တော်ရောက်ခမကြီးဥကောင်းခင်ကားလေသူမြေကိုအလွန်အချက်တယ်ဆရာသမီးကအချက်မြေးကအနှစ်ကိုပြမြေးလေးပွေးချောက်ရတာ ြေးလေးပါနမ်းရတာဝါကိုမဝါဘူးတဲ့မြေးကလည်းအဖိုးမအဖိုးပြကျွန်တော်ကအရက်ထဲမှာအနေများပြီးသားလေးကမိဘလှုပ်သူနဲ့အဖိုးလက်ထဲမှာနေစာဒူဝနေနေရတော့အဖိုးကိုချက်ထားဖို့တွဲတာရတာပေါ့ဘိုးကြီးကလည်းဒီမြေးကိုပဲအချက်ပိုးရတာပေါ့ကျွန်တော်ရောက်ခမကြီးကိုကျွန်တော်မကြိုက်တာတစ်ချက်တော့ရှိတယ်ဇာသူကအရက်ကလေးနည်းနည်းဝင်လာရင်သူ့မြေးကျွန်တော်သားလေးရဲ့ချင်းနှောင်းဖဝါနှစ်ဖက်ကို သူညာလဲဝါပေါ်တင်းပြီးလေးတဲ့ရက်မြောက်လို့ရက်နိုင်ဖေးရက်နိုင်ဖေးကြာကြာဟေးအဲ့ဒီခလေးရှင်းတဲ့ဖက်လဲဝါတဲ့ထဲပြီးရက်နိုင်ဖေးအော်ပြီးလေးတဲ့မှာမြောက်ကစားတာလေးတဲ့မှာလှဲ့တာဆရာကြီးခလေးကလူတန်းလူတောင်းလေးဆိုတော့ဘိုးအကြီးရဲ့လဲဝါပေါ်မှာခြေနှချောင်းတန်းဆန်ရက်လွှဲပြီးတခက်ခက်နဲ့သဘောကျနေတယ်ဘိုးအကြီးကလည်းလဲဝါကိုမြောက်လိုက်နှိမ့်လိုက်လို့ပြီးကြာကြာဟေးလို့အော်ကျွန်တော်နဲ့ကျွန်တော်စနီးမင်းကြီးတို့က ်ယင်တမမှာအသက်တလက်လက်ဖြစ်အလံတကြဩကြတားကြအဖေးအဖေးမလုတ်ပါနဲ့အဲ့ဒီလိုမလုတ်ပါနဲ့အဖေးကြာဟေးဟေးဟေးအဖေးသမီးစိုးရင်လို့ပါအဲ့ဒီလိုမြောက်မကစားပါနဲ့အဖေးရဲ့နော်ဇနီးလို့သူကရင်မက်ကိုလဲနေဖေးရင်သူ့ကလေးကိုဖိုးရည်ကြီးလက်ထက်ကဆွဲလို့ယူပါရောကျွန်တော်ကလည်းဝင်ပြောရတားရတာပေါ့ဗျာဘိုးကြီးကရဲပေါ့ဗျာဟုတ်တယ်အဖေး မတော်လွတ်ကြသွားရင်သေသွားနိုင်တယ်အဖေ။နောင်ကိုအဲ့ဒီလိုရက်နိုင်ပြီမကစားပါနဲ့အဖေရဲ့။မကြပါဘူးကွာ။မတော်မြေကြီးပေါ်လွတ်ကြသွားရင်ဘလို့လုံးမတော်အဖေရဲ့။ဟဲ့မင်းကြီးရဲ့။နင်းတို့အစိုးရင်ကြီးစိုးရင်နေကြပေါ်ဟဲ့။နင်းတို့မောင်နှမသုံးယောက်စလုံးဒီအရွယ်တုန်းကဟောဒီလေဝါပေါ်မှာရက်မြောက်ပြီးလေးထဲမှာမြောက်ကစားခဲ့တာ။တယောက်မှလွတ်မကြပါဘူးသမီးရဲ့။အဲ့ဒီလေးထဲမှာလေဝါပေါ်ရက်ပြီးရက်နိုင်ပြီလှုပ်ပေးခဲ့လို့ တမိတို့မောင်နှမ၃ယောက်စလုံးခြေတန်းလူတန်းတွေဖြစ်နေကြတာဗောဟဲ့ဟာဟာဘယ်လိုပဲဖြစ်ဖြစ်မလောက်ပါနဲ့အဖေရဲ့အဖေကဟိုတုန်းကလိုငယ်ငယ်ရွယ်ရွယ်တန်းတန်းမမမဟုတ်တော့ဘူးပြီးတော့အဖေကဟိုဟာနည်းနည်းတော့ဟာဟာစားကောင်းရုံလေးတောက်တာပါဟာစိတ်ချစမ်းပါနင်တို့ခလေးငါမြေးမကြစေရပါဘူးခြေတော့တန်းမာစေခြင်းလို့လုံးပေးနေရတာပါမလောက်ပါနဲ့အဖေရခြေတော့တန်းအောင်အောက်ခြေမှာမြေပြင်ကျမ်းပြင်မှာပဲပေးရက် ရက်နိုင်ပေလုံရင်လဲတမ်းပါတယ်ဗျာလူရဲ့အကုသို့ကုသို့ကံဆိုတာပြောလို့မရဘူးအဖေအဖေကအကျွမ်းကျင်နိုင်နေလို့လက်ဝါပေါ်တင်းမြောက်လှုပ်ပေးကစားပေမဲ့မတော်ခလုတ်တိုက်လဲလို့လွတ်ကြသွားရင်ဟိုဟိုဗျာအဲ့ဒီလိုမလုပ်ပါနဲ့အဖေရကျွန်တော်လည်းပြောပြီးခလေးကိုချီလို့အိမ်ထဲကိုဝင်လိုက်ခဲ့လိုက်တယ်ရောက်ခမအဖိုးကြီးကနောက်မှတဟဟရဲရင်ကြမ်းရက်ခဲ့လေရဲ့အဲ့ဒီလိုလှုပ်တာကျွန်တော်လုံးဝမကြိုက်တဲ့အကြောင်း ဇနီးတွေကိုမကြခဏပြောပြရတယ်ဇနီးတွေကလည်းသူ့အဖေကိုကျွန်တော်တို့ကလေးကိုအဲ့ဒီလိုလက်ဝါပေါ်မြှောက်စော်ကစားတာမကြိုက်တဲ့အကြောင်းတတော်တော်ပြောပြတယ်ဒါပေမဲ့ရောက်ခမကြီးကပြန်မပြောနားမထောင်ကြည့်ပါဗျာကျွန်တော်အလုတ်ကပြန်လာလို့ချန်နယ်ကိုဝင်လိုက်ရင်သူ့မြေကိုသူ့ညာလက်ဝါပေါ်တင်းမြောက်ပြီးကြားကွာကြားရန်နိုင်ပေဟေးရန်နိုင်ပေဟေးဟေးဖျားဖျားကြည်စမ်းပါဗျာကျွန်တော်ဝင်လာတာကိုမမြင်ကြဘူး သူမြေကိုလေးတဲ့မြောက်မြောက်ကစားနေတာခလိကအမြင့်ပေါ်ရောက်သွားပြီးရက်လျက်အောက်ကိုပြန်ကြတခါပြန်မြောက်မျက်လုံးကလေးပြုတ်လိုက်မှိတ်လိုက်ရဲလိုက်အဖေဟောမင်းပြန်ရောက်လာပြီလားကွအဲ့ဒီလိုလေးထဲမှာမြောက်မကစားပါနဲ့လို့ပြောထားလျက်သားနဲ့အဖေရာဘာမှမဖြစ်ပါဘူးကွာဒါကကြံ့မာကြီးကျွန်တော်မကြိုက်ဘူးဗျာလာသားလေးကြပြာကြရပဲရောက်ခမကြီးလက်ထက်ကခလေးကိုလူယူသလိုယူပြီးအိမ်မော်ကိုတက်လိုက်တယ် မညိဘာတော့ရင်ကိုမြင့်မင်းအဖေကိုမင်းပြက်ပြက်ချင်းချင်းပြောထားကွာဘာဖြစ်လို့တော့ကိုငင်းရဲ့ဟင်ဇနီးလုံးသူကချစ်ရပြုတ်ရကနေလှမ်းမိတယ်ဘာဖြစ်ရမှာတော့ငါသားကိုသူ့လူဝဘော်ရက်တင်ပြီလေထဲမှာမြောင်မြောင်ရက်နိုင်ပြီလှုပ်ကစားနေတယ်ကွာငါမကြိုက်ဘူးလို့ပြောတာအကျိန်မနေတော့ဘူးနော်အဖေတို့ကလည်းခစ်ပါတော့မလှုပ်ပါနဲ့အဲ့ဒီလိုမကစားပါနဲ့လို့အတန်တန်ပြောထားလျက်နဲ့ လူမအားလို့လက်ရင်လောက်ရောသူ့ချက်ပုံကလည်းကြောက်เสียကြီးကဲပါတော့ကျမထပ်ပြီးပြော့ပြလိုက်ပါမယ်တွားရေမို့ချို့တော့ရေချို့ပြင်ထမင်းစားကြမယ်အမှန်ကားလည်းအဖိုးကြီးကသူ့မြေကိုချက်လို့ဆိုတာကျွန်တော်သိပါတယ်ဆရာကြီးသူ့ဘာသာသူသူ့မွေးကလေးသားသမီး၃ယောက်ကိုခလိဘွားတုံးကနေစဉ်မြောက်ခါတမ်းမအောင်လှုပ်ပေးခဲ့ပေမဲ့ကျွန်တော်ခလိကိုအဲ့ဒီလိုမျိုးလှုပ်ထားကျွန်တော်ရော သူ့သမီးရော မကြိုက်မှန်းသူသိတယ် အဖိုးကြီးကခေါင်းကြောကကို မာတယ်ဗျာပြောလိုက်ရင်ဒါခလေးကျမ်းမာရေးတဲ့ကျွန်တော်ကလည်းခလေးဆရာများရေးတဲ့ခလေးကျမ်းမာရေးစောက်တော်တော်များများကိုဖတ်ဖူးပါတယ်ဆရာရေးတနှစ်သားအရွယ်လေးပဲသွားစားခလေးငယ်များကိုခြေခိုင်အောင်ခြေသားမအောင် လူကြီးလေဝါပေါ်ရက်တင်ပြီးလေးထဲမှာမြှောက်ချမြှောက်လို့ကစားလေးကျင်ပေးရမယ်လို့ဘဲခလေးဆရာကမှရေးသားလမ်းညွှန်ခြင်းမရှိပါဘူးဗျာပြဿနာဖြစ်ခြင်းတော့ တနေ့ကနွေမနေ့ပိုင်းဆရာကြီးကျွန်တော်လည်းအလုအားနေလို့အင်းရှိကထင်းခွဲချမ်းကြီးတွေကိုမိဆိုင်လို့ကောင်းအောင်ရဲတဲ့နဲ့ခက်အေးအေးစိတ်ခွဲနေတဲ့အချိန်ဇနီးတွေကလည်းအိမ်နောက်ဘေးမှာချက်ပြုတ်အလုများနေတဲ့အချိန်ရဲတဲ့နဲ့ခွဲနေတော့တကိုးလုံးနဲ့ရွှေတွေကဆိုးရွှဲနေတာပေါ့ဗျာဒီအချိန်မှာကျွန်တော်ရောက်ခမဥကောင်းကင်းကြီးအပြင်ကနေပြန်လာတာကိုမြင်လိုက်ရတယ်တိတယ်လေစားကောင်းတောက်ကောင်းမနေ့သုံးပေသွားရောက်မိဝဲမှန်ပေါ့ တောက်ထားတော့သူဟန်ပန်းကလမ်းလိုပေါ့မကြပါဘူးဗျာသူမြေကလေးကိုချီးပိုးပြီးတရက်ပင်အောင်မှာလမ်းချောင်းတရာမြင်ရတယ်အင်းမိမမားလို့ခေါ်လာထိန်တာပေါ့ကျွန်တော်ကလည်းထင်းခွက်တဲ့အလုပ်ထဲမှာစိတ်ကိုနှစ်ထားတော့မှာပဲကြာကြာရန်နိုင်ပေရန်နိုင်ပေဟေးဟေးဟေးအလိုအဖိုးကြီးကသူမြေကိုတရက်ပင်အောင်မှာသူ့လေဝါပေါ့ခလေးချင်းချောင်းကို တင်းပြီးခါတိုင်းလိုလေးတဲ့မြောင်မြောင်ပြီး ရက်နိုင်ပြီလှုပ်ကစားနေပြန်မာရော့ဗျာစိတ်ညစ်စရာပဲဗျာမလှုပ်ပါနဲ့လို့ပြောလဲမရဘူးအရေးဝင်ခယူးမဆိုင်တဲ့သဘောပဲဒါနဲ့ထင်းခွဲတာကိုရက်ပြီးသူတို့မြေးဖို့စီကိုတွားလိုက်တယ်အဖေဘာတော့ကွာခလိကိုလေးတဲ့မြောက်မကစားနဲ့ဗျဘာမှမဖြစ်ပါဘူးကွာငါမေးကပြောလို့ဥစ္စာတားလေနော်ဟုတ်တယ်တဲ့ဗျဟေးဟေးမလှုပ်ပါနဲ့အဖေရဲ့ကျွန်တော်စိုးရင်လို့ပါ မစိုးရင်မနဲ့ကွာတွားတွားထင်းခွဲနေစမ်းမှာကျွန်တော်မကြိုက်ဘူးအဖေနောက်ဆုံးမျက်နှာတိမျက်နှာထားနဲ့ခတ်တန်းတန်းပြောရတော့တယ်လူကြီးမိပါဖြစ်နေလို့ကျွန်တော်နင်းဘဲငါစမရိုင်းချင်ဘူးမပြောချင်ပါဘူးဆရာကြီးကျွန်တော်သားလေးအတွက်စိုးရင်မိလို့ပါကျွန်တော်မှအလौတာနေစဉ်တွားနေရတယ်အိမ်မှာနေရခဲ့တဲ့ငါသားလေးသူ့ဘိုးအိမ်နဲ့အချိန်နှီးမှကောင်းရလားလို့စိုးရင်ကြောင်းကြနေခဲ့ရတာအင်း သာသမီသောအမကြီးမောတဲ့ဟုတ်လိုက်လေဆရာကြီးဒိဋ္ဌိပဲဗျာအဲ့ဒါမျက်နှာတိမျက်နှာထားနဲ့ပြောလိုက်မှအေးအေးလို့ပြောပြီးပခုံးပေါ်ထမ်းချီလို့ကျွန်တော်နဲ့ဝေးဝေးနေရာကို ထွက်သွားတယ်ကျွန်တော်မသိငါလို့အဖိုးကြီးရဲ့လှုပ်ရှားမှုကိုစောင့်ကြည့်နေလိုက်တယ်ယောက်ကမအဖိုးကြီးကကျွန်တော်သူ့ကိုရက်ကြည့်နေတာဖြစ်လို့တရှင်းတပုတ်တောင်ဟဲ့ဆိုပြီးဟိုးချောက်ဒီချောက်လုံးနေတယ်ဓာတ်နဲ့လှုပ်လစ်စာထင်းခွက်တဲ့အလုပ်ကိုစိတ်နေပြီးလုံးနေလိုက်ပြန်တယ်သူတို့မြေဖို့ကို မေ့သလိုရှိသွားလို့လှမ်းကြည့်လိုက်ရောအဖိုးကြီးရဲ့ဗျာကျွန်တော်ကိုဆောင်းကန်ဆောင်းကန်ချောင်းကြည့်လို့ရင်ခလေးကိုသူ့လဝါပေါ်တင်းလို့လေးနဲ့မြှောက်လိုက်နှိမ့်လိုက်လုံနရာမြင်ရရော ကျွန်တော်စိတ်တို့သွားပြီးရဲတဲ့ငိုပြစ်ချလို့ငေါခနဲ့ထထိုင်လိုက်တဲ့အချိန်ဟာဟင်ဖောင်းဝါးတာတာလေးကျွန်တော်မြင်လိုက်ရတာကအဖိုးကြီးကခလေးကိုလေဝါပေါ်ရက်တင်ပြီးလေးနဲ့မြှောက်လို့ရက်တန်းပြီးတန်းနေတဲ့လေဝါလက်မောင်းကို ခလေးရက်နေရင်နဲ့ပတ်ချာလှည့်စွမ်းရည်ပြလိုက်ချိန်မှာပဲအဖိုးကြီးကခဲငယ်တလုံးကိုခြေဖွားနဲ့နင်းမိရင်ဟန်းချက်ပြက်သွားချိန်အချိန်နဲ့လှည့်ပတ်ရက်နေတဲ့လေဝါဘောကသားကလေးဥဆောင်ဂျွန်းပြန်မြေကြီးဘောကိုလွှဲစဉ်ကြာသွားလို့မြေကြီးဘောကအမသားနဲ့ခလေးဥကောင်ရိုက်ခွဲတဲ့အတန်းခလေးရဲ့စူးစူးဝါဝါအော်ငိုတန်းရောက်ကမာကြီးရဲ့အာအသင်အကြောင်းရက်နေတဲ့မြင်ကွင်းကိုရုပ်ချီမြင်လိုက်ရရောကျွန်တော်မျက်လုံးထဲမှာ မိုက်ခနဲ့ပြားခနဲ့ဖြစ်သွားပြီးတလောကလုံးအမောင်းကြီးကြလာသလိုခံစားလိုက်ရတယ်။ဒါနဲ့အတူကျွန်တော်ယင်ဝကိုအားကောင်းတဲ့အလုံးတလုံးအချင်းနဲ့ပြေးဝင်ဆောင်သလိုခံစားလိုက်ရပြီးယင်ပွင့်သလိုဖြစ်သွားတယ်။ကျွန်တော်ထင်းခုရဲတဲ့ကိုစက်ခနဲ့ကောက်ကိုင်းပြီးငိုင်းကြောင်တဲ့ရောက်ခမကြီးနဲ့မြေပြင်မှာတဆတ်ဆတ်အကြောဆွဲနေတဲ့တားကလေးရှိရာကိုအာသွန်ပြေးလိုက်တယ်။တားတားလေးဖြစ်မှဖြစ်ရပါလေကွာ။မြေပြင်မှာအကြောဆွဲပြီး ဝေဒနာပြင်းထန်စွာခံစားနေရတဲ့သားငယ်ကိုကောက်ပွေချီလိုက်ပြီးအယူတယောက်လိုသားလေးသားလေးနဲ့အတန်ကုံအော်ဟဲ့ခေါ်လိုက်ပြီးမဲ့ကျွန်တော်ရင်နဲ့အမြာချစ်ရတဲ့ကျွန်တော်ရဲ့တူရီတော်သားလေးဟာကျွန်တော်ရင်ခွင်ထဲမှာမျက်ဖြူတစ်ချက်လန်းပြီးဇေကျိုးကြအသွာသားလူလေးလူလေးကျွန်တော်ရဲ့အတန်ကုံဟဲ့ငူအော်လိုက်တဲ့အတန်းကြောင့်မိဖို့ဇောင်းထဲကနေဇနီးတွေကဒီရောတော့ပါ ပြေးထွက်လာခြင်းကျွန်တော်ရဲ့မျက်လုံးထဲကို ဒေါသအမိုက်မောင်ကလှက်ခနဲ့ပြေးဝင်လာပြီဆရာကျွန်တော်ရင်ထဲမှာအသက်မရှိတော့တဲ့တားရဲ့ဇောကလှိုင်းထန်နေတယ်ကားဆုံဆိုင်နေတယ်ငယ်ထိတ်ပေါ်မှာမီးတောင်နေပြီကျွန်တော်အမားနဲ့အမှန်ဓမ္မနဲ့အဓမ္မအဖြူနဲ့အမဲမခွဲခြားတတ်တော့ဘူးမိုင်းမဲခြင်းနဲ့အလိမ္မာတရားကျွန်တော်မသိတော့ဘူးဆရာမြေကြီးပေါ်ကရဲတဲ့ငိုကောက်ကင်ဇုံမြောက်ပြီးဦးကြောင်းကြောင်းရက်ကြည့်နေတဲ့ရောက်ကမှာဖိုးကြီးရဲ့ဥကောင်းပေါ်အာကုံခုတ်ချပြစ်လိုက်တယ်ဒုတ်အား အမလေးအဖေးကိုငိမ့်ကိုငိမ့်အဖိုးကြီးရဲ့ဦးကောင်းတဲ့ကိုထင်းကုန်ရဲတဲ့အသွားတဆုံ ဝင်းသွားပြီးရောက်ကမအဖိုးကြီးအသက်နဲ့ကြည့်နေအောလို့မြေပြင်မောကိုဒူးတုံညှို့ကြအသက်ပျောက်သွားတော့တယ်တမိလို့သူကသူ့အဖေးကိုကျွန်တော်တက်လိုက်တာမြင်ရပြီးအဖေးလို့သူကိုတကြောကြောခေါ်ရင်ပြေးထုတ်လို့အပွေးဒီမှာမြေပြင်မောမှာအုံနောက်ထွက်ပြီးအသက်ပျောက်နေတဲ့သူ့ရင်သွေးဝမ်းငါလွယ်မွေးရတဲ့ตาအောင်ကိုမြင်လိုက်ရရော့ တာတာလူလေးတာအလောင်းကို ပြေးပွေဖက်လိုက်ရင်ဟော့ခေါလှုံနှိုးနေတဲ့သူမရဲ့ရင်ဘတ်ပေါ်မှာသူ့အဖေရဲ့ဥကောင်းမော်ကသွေးနေတာရဲ့နှာခေါင်းကစီးကျနေတဲ့သွေးနဲ့အုံနောက်ဖက်တွေပေးချမ်းနေရင်ကသူမကျွန်တော်ရဲ့မျက်နှာကိုပြူးကြောင်ကြောင်မျက်လုံးအစုံနဲ့မော်ကြည့်နေတယ်ကျွန်တော်လည်းကြောက်ရွံ့လို့တောင်းတောင်းကြီးရက်လို့အကြောသေးသလိုဖြစ်နေတဲ့မျက်လုံးအစုံနဲ့မျက်တော်မခတ်စိုက်ကြည့်နေတုံးမှာပဲကျွန်တော်စနီးမန်းငိမ့် ်သူမချက်တဲ့သားနဲ့အဖေရဲ့အလောင်းနှလောင်းကိုဘယ်ညာအဆုံးနဲ့ပွေပိုင်ငေးကြည့်ရင်နှလုံးဆိုလိုငုတ်တို့အသက်ပြောင်သွားကြရတဲ့ဆရာကြီးမကြပါဘူးရဲ့အဖွဲနဲ့အရက်လူကြီးတွေရောက်လာပြီးကျွန်တော်ကိုဖမ်းကြတယ်သူတို့ကျွန်တော်ကိုလက်ထိတ်ခတ်တယ်မေးကြမြန်းကြတယ်ကျွန်တော်ဘာဖြစ်ရမှန်းမသိဘူးဘယ်လိုဖြစ်တာလဲလို့မေးနေမှသိပါတယ်ကျွန်တော်ပြန်မဖြစ်နိုင်ဘူးဖြစ်နေပါတယ်ဆရာကျွန်တော်ပါဇက်ဟာမေးစိတ်နေသလိုမေးခိုင်းနေသလိုဖြစ်ပြီး စကားပြန်ပြောလို့မရခဲ့ဘူးသူတို့ကျွန်တော်ခန္ဓာကိုယ်ကိုလှုပ်ခါမေးတယ်ပါးကိုပုတ်ပြီးမေးနေကြတယ်ကျွန်တော်နာမည်ကိုခေါ်ခေါ်ပြီးမေးနေကြတယ်ကျွန်တော်စကားတွေအများကြီးပြန်ပြောချင်တယ်ကျွန်တော်ဘာကြောင့်ရောက်ခမကြီးကိုတတ်လိုက်ရတာလဲဆိုတာကျွန်တော်ပြန်ပြောချင်တယ်ကျွန်တော်မိမနှလုံးစိုးကွဲပြီးသိရတဲ့အကြောင်းကျွန်တော်ရင်ထုအောင်ကိုဟက်လို့ပြောပြချင်ပါတယ်ပြောလို့မရတော့ဘူးဆရာရင်ထဲမှာလှိုက်လိုက်တက်လာတယ်ဆို့ဆို့အောင်းနေတယ် ညလုံးအိမ်ကမြေတွေကျွန်တော်ပါပေါ်စီးလိန်ကြလာတာကျွန်တော်သိနေတယ်ချက်ခင်လေးစားအပ်ပါတော့စာဖတ်သူများခမညာအဲ့ဒါအချက်ရဲ့အစွန်းရောက်နောက်ဆက်တွဲစိုးကျိုးများပါပဲလေမင်းကြီးကသူ့သားလေးကိုရောအဖေကိုရောချက်တယ်လို့ဦးကောင်းခင်ကလည်းသူ့သမီးမင်းကြီးနဲ့မြေးလေးမောင်နှားချက်ဖို့ကိုလည်းအသက်နဲ့အမျှချက်ရချတာပါပဲဒါနဲ့အတူတရက်ခန့်မောင်စွဲမြင့်ကလည်းဇနီးနဲ့သားကလေးကို ငုံထမျိုးထမတက်ချက်ခဲ့တာပါပဲအချက်တွေကအားပြိုင်နေကြတယ်ဒီအချက်တွေမှာကိလေသာမပါခဲ့ပေမဲ့အချက်ကိုပုံဖောတော့အယောင်ကွဲနေကြတယ်အချက်ကကြမ်းနေတယ်ကိုင်းအဲ့ဒါဘယ်သူအပြည့်လဲစဉ်းစားပေးပါ ဥပဒေကမြေသူကိုမှ ခွင့်လွှတ်မှာမဟုတ်သလိုတန်တရားကလည်းမြေသူကိုခွင့်လွှတ်နိုင်မှာလဲဗျာတခုပဲမှားလိုက်ချင်ပါတယ်ဗျာမြေကိုပဲချက်ချက်သားကိုပဲချက်ချက်သမီးကိုပဲချက်ချက် ဇနီးကိုပဲချစ်ချင်အချစ်ကြမ်းကြမ်းနဲ့မကစားကြပါနဲ့လို့ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားပါပြီအဆုံးထိနားဆင်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ